ဖရာကိုကျွန်တော်တော်တော်အောင်အောင်ရယ်ဖရာကိုတော်တော်အောင်အောင်ရယ်ဆိုတာကျွန်တော်ဖရာဖြစ်နေတကူတော်ချင်းပါရှင်ညာရှင်အဖြစ်နေမဟုတ်ဘူးသူစဉ်းစားဖို့ကိုကျွန်တော်အောင်အောင်တာတိတ္တထမင်းသားရယ်စဉ်းစားဖို့ပေါ့အကျိုးကိုတွေ့ရင်အကြောင်းရှိတယ်အကျိုးကိုတွေ့လိုက်လို့ရင်အကြောင်းကိုရှာတယ်အဲ့ဒါပညာပဲအကျိုးကိုတွေ့ရတဲ့အတိုင်းအကြောင်းကိုမရှာရလို့ရှိရင်အဲ့ဒါပညာနည်းစေလို့ပဲ ဟိရမဟိတုပဘွာတဲ့ဘုရားပြောတော်တယ်ဆိုအကြီးကြီးတရားဟုသမားတို့၌အကြောင်းရင်းတို့သည်ရှိကုန်၏တိတ်ဒီပဲရှာကျွန်တော်အဲ့ဒီစကားကိုတွေ့လိုက်တော့ဘယ်ဟာတော့အမှားလဲကျွန်တော်သွားသတိရတဲ့ကိစ္စတော်တော်ထူးထူးဆန်းဆန်းမယ်ကျွန်တော်ဘုသူ့သွားသတိရလဲဆိုချုပ်သတိရတဲ့ဥစ္စာစာအိုက်ဆက်နျူတန်ပေါ့နျူတန်က အဲ့ဒီစဉ်းစားရမှာကျွန်တော်သူ့ကိုသွားတရိရတယ်ချက်ချင်းပထမဆုံးစပြီးတော့အဲ့ဒီအကြောင်းပြလိုက်တဲ့အကျိုးကိုတွေ့လို့ရှိရင်အကြောင်းကိုရှာခြင်းဒီပညာဆိုတာမှအဲ့ဒီဥစ္စာကိုပဲနျူတန်ကိုသွားတရိရတာဘာကြောင့်လဲဆိုတော့တည်တိကြွေကြတဲ့ဖုတ်ဆိုကြတယ်။အုံနေကြွေကြတဲ့အုံနဲ့ကြွေကြတယ်။ပိနေသိကြွေကြဘုံနဲ့ကြွေကြတယ်။ခဲပြလိုက်တဲ့အောက်ပြန်ကြတယ်။ဟာဘာလို့ကြတယ်ဒီခဲတွေဒီအုံတွေဒီတည်တိတွေအပြင်းထွက်သွားပါလား။ လာဘီကြီးတဲ့မှာဘာလို့မတော်ရလဲဒီမြေကြီးပေါ်ကြာတယ်ဘာလို့မြေကြီးပေါ်ကြာတယ်ဘာလို့မြေကြီးပေါ်ကြာတယ်သူအဲ့ဒါစဉ်းစားတာနောက်ဆုံးမိတ်ကြတော့သူကပြောတယ်ဆိုတာကဘာပြည်ကြီးမှာဆွေးနေရှိတယ်ဆိုရယ်ဆွေးနေကြီးတက်ရဲ့သဘောကိုသူကအကြောင်းကိုရှားတွေ့သွားတာအဲ့တော့ဟာကျွန်တော်ဥကြောင်းမြောင်ရဲ့အခုရှေ့မှာထိုင်လို့ဟောကျွန်တော်တငယ်ချင်း เจ้านี่ไปเสียลุเผ่ไกลแม่ป่าอ้ายอยู่อีสึกก็ตีกองนี่ยีเดอุษาจนบาทว่าตุ่ยเลยสอไอ้เทมมาดีจนเราดีปรมาไอ้ไม่เนี่ยมาสึกเบมาตะนิ้นนายเนี่ยยะไข่บาว่าตะนิ้นนายเนี่ยမျိုးတော်ကဘယ်တော့သွားဖြစ်လဲဆိုတော့မော်လမင်းကသွားဖြစ်တယ်မော်လမင်းကသွားပြော8026ပေါ့နောက်1896ခုနေမှာသူကအင်းလေးအောက်ရောက်သွားတယ် ရောက်သွားတယ်ဆိုတာ1830ကျော်လောက်ကြာတဲ့အခါကျဘာပေါ်လာလဲဆိုဆေးရုံကြီးပေါ်လာတယ်အဲဆေးရုံကြီးတွေပေါ်လာတာမှအဲ့မှာရှိတဲ့ရှာဝန်ကြီးတယောက်ကစာဝဲရသွားတယ်ကျွန်တော်နာမည်တော့မေ့တယ်ဒီကောင်ကြီးအဲ့အံ့ရောကြီးကျေးဇူးကြောင့်ကျွန်တော်လည်းသိတာပါသူကဘာမှဂဇက်တီးရတွေပါညာတွေသူကတေချာဖတ်ပြီးတော့ရွှေတော်သမိုင်းရွှေတော်ကျောင်းတိုက်သမိုင်းရေးထားတာကျွန်တော်အဲ့ဒါဖတ်တော့မှအဲ့တုန်းကတွားတွေ့တယ်ငှက်ဖျား ကျွန်တော်ဘုံမာပြန်ခဲ့ဖျားသိဖြစ်တယ်မော်လမဲရှိတော့မှာတော်တော်ထူတဲ့နေရာအင်မတန်ခဲ့ဖျားပေါ်တယ်ခဲ့ဖျားဖြစ်တဲ့နေရာကြီးတော်ထူတယ်တန်လွင်းမင်းနဲ့ဘာနဲ့လဲဟောဖြစ်နေတော့သူကငယ်ဖျားကလည်းတော်များထူတာသူကငယ်ဖျားဖြစ်လို့ရှိရင်ကျွန်တော်ဘုံမာပြီးမှဖြစ်ပြီဆိုလို့ရှိရင်ဟုတ်လားလုံးတက်လုံးခိုက်လုံးခဲခိုက်ဖြစ်တော့တက်တယ်ဆိုတာကြီးတိတယ်တက်တယ်တက်ဖျားကြပြဟာဒါတောက်လျှောက်ဖြစ်နေတာဟာ ဗမာရီကတွေ့ရဥစ္စာစမ်းရည်တောက်လို့လို့လို့ဟုတ်လားစိတ်ရည်တောက်လို့လို့တိရဖတ်ဒီပြောနေတာတောက်လို့လို့လို့ဟိုတကူကြည့်တဲ့ညောင်မဲအောက်မှာသွားပြီးရှူရှူပေါက်လို့မြေဖျားဖြစ်တယ်လို့လို့နောက်ဆုံးမိအကြောင်းအဲ့ဒီမှာရှိတယ်ဆရာဝန်ကြီးတယောက်ကသွားပြီးတော့တွေ့တယ်မှာအဲ့ဒီတော့မှအန်နိုဖလိလို့ခေါ်တယ်ချင်းကိုက်လို့မြေဖျားဖြစ်တယ်လို့ပြောအကြောင်းမြေဖျားဖြစ်လို့မြေဖျားဖြစ်တဲ့ဥစ္စာအကြောင်းရင်းကချင်းကိုက်ဆိုပြီးတော့ချင်းမကိုက်အောင်နေပေါ့ ချင်းကိုတတ်ပေါ့ချင်းတောင်းလဲหนีပေါ့အဲ့လိုหนีเนี่ยကျွန်တော်တွေ့ရတယ်အကြောင်းရင်းကိုတတ်လိုက်လို့ရှိရင်အကျိုးမဖြစ်တော့ဘူးအဲ့ဒါပညာဆိုတာအဲ့ဒါပဲအဲ့ဆောင်ဝင်ကြီးကစာပွဲရပါတယ်အင်္ဂလန်ကနေသူ့ကိုစာပွဲပေးတယ်အဲ့ဒီကပေးတဲ့အတွက်ကြောင့်ပေးကြီးထူးဆန်းတဲ့ပေးကြီးချက်ကြီးပဲအရာမှပေးကြီးချက်ကြီးကိုရက်ထီလဲဒီဥစ္စာကိုပြဖျားတို့ကိုချင်းကိုကာကွယ်နေရတော့မယ်ကျွန်တော်တို့ထားပါတော့ကျွန်တော်အဲ့ဒီကနေဆက်ပြောလိုက်တဲ့ခါကျတော့ အကျိုးတရားကိုတွေးလို့ရှိရင်အကြောင်းကိုရှာရခြင်းလို့ဆိုအဲ့ဒါပြန်တွေ့တော့ကျွန်တော်ဘုရားကိုလေသွားတွေ့တယ်။သွားတွေ့တော့ဒီတိတ်ထားတာရတော်ရရားကြီးနမ3000လို့စွန့်ပြီးတိုးတဲ့ထွက်သွားတယ်။ဘာကြောင့်ထွက်သွားလဲ။ကျွန်တော်ဟိုလိုက်တော့အေရှားဆိုတာလင်္ကာကြီးတစ်ခုရှိဘုရင်လင်္ကာကြီးပေါ့။အင်္ဂလိပ်လိုရေးထားရေးတဲ့ပုဂ္ဂိုလ်ဆာအက်ဒရင်အာနိုးလေ။ကျွန်တော်အဲ့ဒီဥစ္စာကိုဓမ္မဓမ္မရိတ်ထဲမှာကျွန်တော်လည်းနည်း ဘမလင်္ကာနဲ့ပြန်ပြီးတော့ကျွန်တော်ရေးနေပါတယ်ထားပါတော့အဲ့ဒီမှာပြောတဲ့ဥစ္စာသူကဒီတိတ်တိတ်တထကဥမာဆိုတော့သူတေယုတွေ့တယ်သူအိုတွေ့တယ်ဘာညာပေါ်ပြဒါကြီးကျွန်တော်မပြောတော့နောက်ဆုံးမရရတော်ရရကိုတိတ်ချစ်တယ်သူကရတော်ရရလည်းတိတ်ချစ်တယ်ချစ်တော့အဲ့ခွဲကနေလီမှာရေးထားတဲ့ဥစ္စာကတိတ်လုံးဖို့ကောင်းတာပဲအဲ့မှာရတော်ရရနဲ့ခွဲကနေလီမှာပြောတာရတော်ရရတဲ့မင်း မင်းတနေ့ကျန်ဒီလိုအိတ်ပြောလို့မင်းပြောတော့မှာပဲငါလည်းပြရမှာပဲတဲ့အဲဒီတော့ရတော်ရတဲ့မင်းနဲ့ငါနဲ့ကနှစ်ယောက်ကတယောက်ကိုတယောက်ရှိတာလုံးလုံးကိုလို့ငါတို့ရဲ့နှုတ်ခမ်းအစုံနှစ်လောနှုတ်ခမ်းအစုံနှစ်စုံကိုဖိတ်ကပ်ပြီးတောက်ခလို့သိသိထားတော်လဲပဲရတော်ရမင်းအချိန်ကာလကိုဘယ်လိုတားမလဲသေမင်းကိုဘယ်လိုတားမလဲမင်းနိုင်ငံနဲ့ခွဲရလဲငါမင်းကိုမခွဲနိုင်ဘူး ဒါကြောင့်မို့လို့တေမင်းမခွင့်နိုင်တဲ့နေရာကသွားရှာပြသည်ခိတ္တလောက်တော့တိခါမှရတော်ရာမင်းကငါနဲ့မခွဲရတဲ့နေရာသွားရှာရတယ်ဆိုအဲ့လိုတောထွက်သွားပြီးတော့မှနောက်ဆုံးမိမှဒုက္ခရစရိယာရှင်းတယ်ဆိုတော့လေသူစဉ်းစားရလေတချစ်တယ်ဘာလို့ပြရလဲတေချင်းရကြောင်းကြောင်းချင်းလာပါမွေးလာလို့ဒါလေးစဉ်းစားတာဒါဖြင့်မမွေးအောင်လုပ်နိုင်တော့ မသေးတော့ဘူးပြန်မမွေးတဲ့နေရာရှိရမယ်ပြက်တာဘာကြောင့်ပြက်တယ်ဖြစ်လို့ပြက်တယ်မဖြစ်ရင်မပြက်ဘူးမဖြစ်အောင်လို့ဖျားရှာတာအဲ့ဒါပဲနိဗ္ဗာန်ဆိုတာအဲ့ဒါပဲနိဗ္ဗာန်ဆိုတာတချို့ဘုံလို့ထင်တယ်ဘုံမဟုတ်ဘူးမဖြစ်အောင်လုပ်ရတာမဖြစ်တော့လို့ရှိရင်ဒါနိဗ္ဗာန်ပဲဒါပြီးသွားတာမပြက်တော့ မွေးလို့ရှိရင်မသေးတော့မွေးလေလို့သိရမှာမမွေးရင်မသေးတော့ဘူးမွေးရအောင်လို့လဲပြန်မမွေးနဲ့ပြီးရောအဲ့ဒါနိဗ္ဗာန်တဘောပဲ